အလုံးမင်္ဂလာပါဗျာအဲဒီခဏလေးတစ်ခွက်ပေါ့နော်ထဲတစ်ခွက်ကိုနော်ဒီ23ကျင်အတွက်တင်ပြလိုက်ပါရဲ့နော်ဒီစိုက်လေးကကျွန်တော်ကအင်းဒွက်ကအဲ့လိုပေါ့တင်ဖို့တဲ့ plain လေးပေါ့နော် အိုက်စိုက်လေးတဲ့ဟာလေးပါနော်ဒီပွဲမှာပိုကောင်းတာပါနော်အဲ့လိုတစ်ချက်လောက်ကြည့်လိုက်ရအောင်ပါနော်စားလိုက်ရအောင်နော်အဲ့မှာသူကဗျပထမ အခက်ပေါ့နော်ဒီ၅ထိပ်၅ခါပေါ့နော်၅ခါတစ်ထိပ်ပေါ့နော်၅ခါတစ်ထိပ်လို့ဖြစ်တယ်သူ့ရဲ့အောက်ဘွဲဆောင်ပေါ့နော်၄ခါလို့ဖြစ်တာပေါ့နော်၄ခါလို့ဖြစ်တယ်၄ခါလို့ဖြစ်တယ်သူ့ရဲ့၃မှန်၃နှစ်ချာပေါ့နော်၁၂၃၃နှစ်ချလိုက်တော့အဲ့လို နောက်ပေါင်း9လို့ကြပါဘောเนาะနောက်ပေါင်း9ခါလို့ကြပါဘောเนาะ9ခါနောက်ပေါင်း9လို့ကြပါဘောเนาะအဲဒါပထမကဘောเนาะနောက်ဒုတိယကလေးပြောအောင်เนาะဒီကနေ့9ခါနဲ့တည့်တယ်ဗျနော်7ပင်သွားလိုက်မယ်နော်1 2 3 4 5 6 7 8 9 10ပင်နော် ဆက်ရင်သွားတော့လေသူကငါးခါလို့ကြပါဘောနော်ငါးခါလို့ကြတယ်သူရဲ့နှစ်ဘွဲကြမှာလေတစ်ထိတ်လို့ကြပါဘောနော်သူရဲ့တနစ်ချာဘောနော်လေးခါလို့ကြပါဘောနော်ဒီငါးတစ်လေးဘောနော်ခွေထားဘောနော်အဲ့မှာသူရဲ့၃နှစ်ချလိုက်မယ်နော်၁၂၃ဘောနော်၃နှစ်ချတော့လေ နှဘောင်း၅ပေါ့နော်နှဘောင်း၅ခွန်ခါလို့ဖြစ်တာပေါ့နော်ဒါဒုတိယကပါနော်ကျွန်တော်တတိယကလေးသွားအောင်ပါနော်တတိယကလေးသွားပြန်တော့လေသူကလေဆရဗန်ကွာပေါ့နော်၅ခါနဲ့တွေ့တယ်ဒီ2 3 4 5 6 9 10 11နော်17နဲ့ပါတော့လေ9ခါလို့ခံတယ်နော်9ခါ9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 2000 2001 2002 2003 2004 2005 2006 2007 2008 2009 2010 2011 2012 2013 2014 2015 2016 2017 2018 2019 2020 2021 2022 2023 2024 2025 2026 2027 2028 2029 2030 2031 2032 2033 2034 2035 2036 2037 2038 2039 2040 2041 2042 2043 2044 2045 2046 2047 2048 2049 2050 2051 2052 2053 2054 2055 2056 တပွဲကြတစ်ထိတ်ပါเนาะတပွဲကြမှာမဟုတ်เนาะ၄ခါလို့ငါးတစ်လေးဆိုခင်းလေးဖွေထားပါเนาะအဲစောင်းထားပါเนาะအဲစောင်းပြီးရင်သူ့ရဲ့၃နဲ့ချပါเนาะတပွဲနဲ့၃၃နဲ့ချလိုက်တာ ਨੇ သူကနောက်ပေါင်း၅လို့ကြားရပါเนาะနောက်ပေါင်း၅ခွန်ခါပါเนาะဒါတတိယကပါเนาะ နောက်ပထမကလေးပြန်သွားအောင်နော်ဘာလဲတော့ပြီးတော့မှကျွန်တော်တစ်ချက်ရှင်းပြမယ်နော်ဒီခွန်ခါနောက်ပေါင်းကားလို့ကြားရသူ့ရဲ့နှစ်နှစ်ချာမှာပေါ့နော်ဒီနောက်ပေါင်းရှစ်လို့ကြားပေါ့နော်ဟောဒီနောက်ပေါင်းရှစ်လို့ကြားတယ်နောက်ပေါင်းရှစ်လို့ကြားတယ်သူ့ရဲ့တစ်နှစ်ချာ6ခါလို့ကြားပေါ့နော်6ခါလို့ကြားတယ် ခါ6ခါလို့ကြပြန်တယ်သူရဲ့နှစ်ခုကြားမှာရှိတဲ့ဒီကိုခါလေးอ่ะပေါ့เนาะဒီကိုခါလေးอ่ะသူရဲ့၄ပင်ခြာပေါ့เนาะ၄ပင်ပေါ့เนาะ၅ပင်မြောက်ပေါ့เนาะ1 2 3 4 5ပေါ့เนาะအဲ့မှာကိုထိတ်လို့တစ်ချက်ရိုက်လိုက်တာပေါ့เนาะကိုခါလေးကကိုထိတ်လို့ရိုက်လိုက်တာပေါ့เนาะသူ့ဘေးမှာရှိတဲ့ဒီလေးထိတ်လေးอ่ะပေါ့เนาะသူရဲ့အဲ့တနစ်ကြောင်ပါเนาะ အလေးထိတ်လို့ပြန်ရဲလိုက်တာပေါ့နော်အဲ့မှာရိုက်ပြီးပြီဆိုမှ तू ကသူ့ရဲ့ဒီကိုထိတ်ရဲ့ပေါ့နော်နှစ်ဘွဲကြမှာပေါ့နော်နှစ်ဘွဲကြမှာနောက်ပေါင်းကိုလို့ခံလိုက်တာပေါ့နော်နောက်ပေါင်းကိုလို့ခံတယ်ခံပြီးပြီဆိုမှဒီနောက်ပေါင်းကိုငါးခါလို့ခံတာပေါ့နော်ငါးခါလို့ခံလိုက်တာလေ तू ကအဲ့မှာသူ့ရဲ့ပေါကနာဒီမှာပေါ့နော် 565လို့ကြာတာပေါ့နော်565ဒီဒီ5ခါလေးက5လို့ပိတ်တယ်နော်ပိတ်တာတော့ဆိုတော့အဲ5လေး5နှလုံးပေါ့နော်ဖြစ်နေရလေတစ်ချက်ပေါ့နော်ဒါအဲ့မှာကျွန်တော်ကပြန်ဒါလေးဟောပေါ့နော်ပြန်ဆေးရပေါ့နော်အဲ့မှာဒီဒီဇောင်း3ဟောပေါ့နော်5လို့ဖြစ်သွားပေါ့နော်5လို့ဖြစ်ပြန်ရတဲ့ဒီ5ထိတ်လို့ကြာပေါ့နော်5ထိတ်လို့ကြာတယ်5လို့ ဆောင်းလိုက်တယ်ငါးထိတ်လို့ကြာပေါ့နော်အဲ့မှာဆောင်းပြီးရတဲ့ तू ကထိတ်ရပြီပေါ့နော်အဲ့မှာအဲ့မှာပိတ်လေးရပြီ तू ကဒီနောက်ပိတ်မှာလဲနောက်နှလုံးပေါင်း6ကခါပေါ့နော်အဲ့မှာ9 6ငါတကွက်ပေါ့နော်ဒီငါးထိတ်လေးရောက်တော့လဲသူ့ရဲ့ဒီတပွဲကြာငါးထိတ်လေးရတပွဲကြာငါးထိတ်လူရလိုက်တာပေါ့နော်နော်အား6 5ဆိုကြတယ်နော်ဒါပထမကပ်ပါနော်ကျွန်တော်ဒုတိယကပ်လေးပြန်လောင်းအောင်နော် ဒီဖြစ်ချင်းလေးတွေကတော့เนาะကျွန်တော်တို့ဟောလောက်ကြည့်ပေါ့เนาะအဲဒီနောက်ပေါင်းကားနေခွန်ခန်းနောက်ပေါင်းကားနေပြန်ပေါ့เนาะခွန်ခန်းနောက်ပေါင်းကားလို့ဖြစ်ပြန်တယ်သူရဲ့နှစ်ပွဲကြာမှာပေါ့เนาะအဲ့လိုပေါ့ပထမနောက်ပေါင်း၈ပေါ့เนาะနောက်ပေါင်း၉လို့ခံလိုက်တာပေါ့เนาะနောက်ပေါင်း၉လို့ခံလိုက်တယ်သူရဲ့တနည်းချမှာ၆ခါလို့ခံလိုက်တာပေါ့เนาะ၆ခါလို့ခံလိုက်တယ်၆ခါလို့ခံပြီးပြီဆိုမှသူရဲ့ဒုနှစ်ခုကြာမှာရှိတယ် ဒီ6ခါးလေးอ่ะပေါ့เนาะဒီ6ခါးလေးอ่ะသူ့ရဲ့အဲတုံးမှန်ကြမှာပေါ့เนาะ6ထိတ်လို့ချေရဲလိုက်တာပေါ့เนาะ6ထိတ်လို့ရဲလိုက်တာပေါ့เนาะဒီ6ခါးလေးอ่ะ6ထိတ်ရဲလိုက်တယ်ရိုက်ပြီဆိုမှသူ့ရဲ့ဘေးမှာရှိထိတ်လေးပေါ့เนาะဒီ8ထိတ်လေးอ่ะသူ့ရဲ့တုံးမှန်ကြကို8 2 3ထိတ်လို့ရဲလိုက်တာပေါ့ရိုက်တာပေါ့เนาะအဲ့မှာ8ထိတ်လို့တစ်ချေရဲလိုက်တယ်ရိုက်ပြီဆိုမှဒီဒီ6ထိတ်လေးရဲ့ ဒီ6ခါနဲ့6ထည့်လို့ရိုက်တယ်ရိုက်ပြီဆိုမှသူ့ရဲ့နှစ်ပွဲရမှာနောက်ပေါင်း9လို့တစ်ချက်ခံလိုက်တာပေါ့နော်နောက်ပေါင်း9လို့ခံတယ်နောက်ပေါင်း9ခါပေါ့နော်နောက်ပေါင်း9ခါလို့ခံလိုက်တယ်ခံလိုက်တဲ့အချိန်မှာသူကဒီ9ခါလေးရလေ9လို့ပြန်ပိတ်တာပေါ့နော်9လို့ပိတ်တယ်ပိတ်တဲ့အချိန်မှာဒီ3လုံးကလည်း1လို့ဖြစ်တာနဲ့ဈောင်းမှာ1ဖြစ်တာနှစ်ထိပ်လေးပောက်တာပေါ့နော်နှစ်ထိပ်လေးပောက်တယ် ီရဲ့နောက်နှလုံးပေါင်း၅ကလည်းခါလို့ဝင်ပေါက်တာပေါ့နော်ခါလို့ဝင်ပေါက်တယ်ဒီထိတ်လေးကလည်းသူ့ရဲ့တပွဲကျော်နှစ်ထိတ်လေးဖြစ်မှာပေါ့နော်ဒီနှစ်ထိတ်လေးကဒီနှစ်ထိတ်လေးကိုတွားပေါ့နော်ဒါအဲ့2 5 5ပေါ့နော်အဲ့မှာပြောစရာလေးရှိတယ်ဒီကောင်ကဒီ၅ဘူး၅ခွာလာပေါ့နော်တစ်ချက်ပေါ့နော်အဲ့အားလေးရတော့၅၆၅ကြတယ်ဒီဘက်တော့လေ2 5 5လေးကြတယ်နော်ဒုတိယက ဒါကျွန်တော်တတိယတတိယကလေးသွားရမှာနော်တတိယကလေးကိုသွားမယ်နော်တတိယကလေးသွားပြန်တော့လေကျွန်တော်တို့အဲဒီအဲခွန်ခါနောက်ပေါင်းကားနဲ့သွားမယ်နော်အဲ့ရက်နေနှစ်နှစ်ချာနှစ်ပွဲဆောင်ပေါ့နော်နှစ်ပွဲချာပြီးတော့ပထမ8 9 10ပေါ့နော်ဒါကတော့10ပေါ့နော်နောက်ပေါင်း10လို့ရိုက်တာပေါ့နော်နောက်ပေါင်း10လို့ရိုက်ပြီးတော့ဒီသူ့ရဲ့ဘွဲသားမှာ6ခါလို့ရိုက်လိုက်ပြီနော် ခြောက်ခါလိုရလိုက်ပြီးတိုက်လိုက်ပြီးရတဲ့သူ့ရဲ့ဈာမှာရှိတဲ့ဒီ၃ညာခါလေးอ่ะပေါ့နော်ဒီ၃ညာခါလေးอ่ะသူ့ရဲ့အလိုပဲ၃နှစ်ချာမှာပေါ့နော်အဲ၃ညာထိတ်လိုရလိုက်တာပေါ့နော်၃ညာထိတ်လိုရလိုက်တယ်တိုက်ပြီးဆိုမှသူ့ဘေးမှာရှိတဲ့ထိတ်၉လေးอ่ะပေါ့နော်ဒီဒီဘက်နဲ့ထဲပေါ့နော်၉ထိတ်လိုတစ်ချက်ပြန်ရိုက်လိုက်တာပေါ့နော်၉ထိတ်လေးလေ၉ထိတ်လိုရလိုက်တယ်ရိုက်ပြီးဆိုမှဒီဒီ ွားပေါ့နော်ဒီတုံညာထက်ရဲ့အဲနှစ်ဘွဲကြပါပေါ့နော်နှစ်ဘွဲကြမှာလေနောက်ပေါင်းကိုလို့ခံတာပေါ့နော်ခုပေါက်မဲ့ဘေးမှာပေါ့နော်နောက်ပေါင်းကိုလို့ခံတယ်ငါးခါလို့ခံလိုက်တာပေါ့နော်နောက်ပေါင်းကိုငါးခါခံတယ်နော်ခံလိုက်တာနဲ့ तू ကအဲ့မှာဒီခါပေါ့နော်အပိတ်လို့တွားရင်ငါးပိတ်ပေါ့နော်ငါးလို့ပိတ်မယ်ငါးလို့ပိတ်တယ်ဒီသုံးလုံးစောင်းတော့လေအဲ ငါးလို့ပြလိုက်မယ်နော်ဒီသုံးလုံးဆောင်းတော့လေတစ်ပေါ်နော်တစ်ထိတ်ပေါ်နော်တစ်ထိတ်ပေါ်နော်အဲ့မှာဒီနောက်နှလုံးပေါ်တော့လေခွန်ဖြစ်လို့ခွန်ခါပေါ်နော်ဒါရိုးရှင်းမှာနော်တစ်ခွန်ခါပေါ်နော်အဲ့မှာဒီတစ်ထိတ်တွေကလည်းသူ့ရဲ့တပွဲကြောဟာတစ်ထိတ်ကတစ်ထိတ်လို့ရရမှာပေါ့နော်ဒါတတရကပါနော်အဲ့မှာတစ်ခွန်ခါသေးပေါ့နော်အဲ့မှာကျွန်တော်အစဆုံးဆက်လောက်ပြန်သွားအောင်မှာနော် ား5-1လို့ဖြစ်တယ်ဖြစ်ပြီးရတယ်သူ့ရဲ့3နှစ်ချာလာရင်လည်းခွန်ကားနောက်ပေါင်း5လို့ဖြစ်တယ်ဖြစ်ပြီးရတယ်သူ့ရဲ့နှစ်ပွဲလာမှာပေါ့နော်ဒါနောက်ပေါင်း6လို့ဖြစ်တယ်သူ့ရဲ့တဝဲလာမှာနော်6ခါလို့ခံလိုက်တာနဲ့ဂျားထဲမှာရှိတဲ့6ခါလေးอ่ะပေါ့နော်သူ့ရဲ့3နှစ်ချာမှာပေါ့အဲ3ပွဲချာမှာပေါ့နော်ကိုထိတ်လို့တစ်ချက်ရိုက်လိုက်တာပေါ့နော်ဒီ6ခါလေးอ่ะကိုထိတ်လို့ရိုက်တယ်အဲ့မှာသူ့ဘေးမှာရှိတဲ့4ထိတ်လေးကလည်းအဲသူ့ရဲ့ အဲ့လိုပဲဗျာတနစ်ချာစောင်းပြီးလေးထိပ်လို့ပြန်ရဲလိုက်တာပေါ့နော်ဒီပေါက်မဲ့နှစ်ထင်းမှာနော်အဲ့လိုရဲလိုက်တယ်ရိုက်ပြီးရဲ့ချင်းတော့ဒီကိုထိပ်လေးရဲ့ပေါ့နော်ဒီကိုခါကိုထိပ်လေးရဲ့အဲနှစ်ပွဲကြာမှာပေါ့နော်ဒီနောက်ပေါင်းကိုလို့တစ်ချက်ခံလိုက်တယ်ပေါ့နောက်ပေါင်းကိုငါးခါလို့ခံတာပေါ့နော်နောက်ပေါင်းကိုငါးခါခံတယ်ဒီသုံးလောက်ငါးလို့ဖြစ်တာ ਨੇ ပေါ့နော်ဒီသုံးလောက်ငါးလို့ဖြစ်တယ်ငါးထိပ်လို့ကြာပေါ့နော်ဒီနောက်ပေါင်း6က6ခါပေါ့နော်အဲ့မှာ သူ့ရဲ့ဒီငါးထိတ်လေးကလည်းသူ့ရဲ့တပွဲကြောင့်မှာငါးထိတ်လိုပေါက်တာပေါ့နော်ပြန်ချုပ်ထားလို့ပေါ့နော်အဲ965လို့တဲ့ပေါ့နော်အာပထမကဒုတိယကလေးကိုသွားအောင်ပါနော်ဒုတိယကလေးရောက်တော့လေကွာဝေးက7ချိန်ပဲနော်7ချိန်သွားတယ်9ခါ1ထိတ်2ခါလို့ဖြစ်တယ်ဖြစ်ပြီဆိုမှသူ့ရဲ့3နှစ်ချပေါ့နော်ခွန်ခါနောက်ပေါင်း9လို့ဖြစ်တယ် ပြစ်ပြီးရသူကနှစ်နဲ့ပြန်ချလိုက်တော့လေပထမနှစ်ပေါင်းရှစ်နော်နှစ်ပေါင်း၉ပေါ့နော်နှစ်ပေါင်း၉လို့ဖြစ်တယ်နှစ်ပေါင်း၉ကနေပြီးတော့သူ့ရဲ့တနစ်ချာမှာ၆ခါလို့ခံထားပေါ့နော်၆ခါလို့ခံပြီးမှသူ့ရဲ့ဒီနှစ်ခုကြားမှာရှိတဲ့ဒီ၆ခါလေးကလည်းသူ့ရဲ့အဲသုံးဝဲကြမှာပေါ့နော်သုံးဝဲကြတော့လေ၆ထိတ်လို့လှန့်ရလေတာပေါ့နော်ဒီ၆ခါလေးက၆ထိတ်လို့လှန့်ရိုက်တယ်ရိုက်ပြီးဆိုမှသူ့နဲ့တဲ့တဲ့ရှိတဲ့၈ထိတ်လေးကလည်းသူ့ရဲ့တနစ်ချာမှာ၈ထိတ်လို့ပြန်စောင်းလိုက်တာပေါ့နော်အဲ့မှာစောင်းပြီးဆိုမှသူက အဲ့6ဒိတ်လေးရေပေါ့နော်အဲ့နှစ်နှစ်ပွဲကြပေါ့နော် နောက်ပေါင်း9လို့ခန်းတာပေါ့နော်နောက်ပေါင်း9ခါ9ပေါ့နော်အဲ9ခါလေးပေါ့နော်ခန်းလိုက်တယ်ခန်းပြီးမှဒီ9ခါလေးကလည်း9လို့ပြန်ပိတ်တာပေါ့နော်9လို့ပြန်ပိတ်တယ်ပိတ်တဲ့ချိန်တော့လေအဲဇောင်းသုံးလုံး1လို့ဖြစ်သွားပေါ့နော်ဒီ1လို့ဖြစ်သွားတယ်1ထိတ်နဲ့ပောက်တယ်ဟောစရဒီ1လေးကလည်းသူ့ရဲ့တဝဲကမှ1ထိတ်လို့ပြန်ပေါက်အောင်ပေါ့နော်ဒါ2 9 9 အကွက်သေးပေါ့နော်အဲ့တော့တတိယကလေးသွားအောင်ပါညာနော်တတိယကလေးသွားပြန်တော့လေကျွန်တော်တို့ဒီဟွာနဲ့ဆက်တဲ့ပင်ပေါ်ပေါ့နော်ဒီငါးခါလေးနဲ့ဆက်တဲ့ပင်သွားခြင်းတော့လေငါးခါဖြစ်တဲ့ဒီတစ်ထိတ်လေးခါပေါ့နော်သူရဲ့သုံးနှစ်ချာမှာပေါ့နော်ခွန်ခါနှပေါင်းငါးလို့ဖြစ်တဲ့ဖြစ်ပြီးတော့သူရဲ့နှစ်နှစ်အဲ့လိုနှစ်ပွဲချလိုက်တော့လေနှပေါင်း30ပေါ့နော်8 90ဖြစ်တဲ့ အဲမှာသူ့ရဲ့တပွဲကြမှာလဲ6ခါလို့တစ်ချက်ခံတာပေါ့နော်6ခါလို့ခံပြီးမှသူ့ကြားမှာရှိပြီး3ညခါလျက်လဲအဲ3ဝဲချာမှာပေါ့နော်3ညထိတ်လို့ကြာပေါ့နော်3ညထိတ်လို့ကြာတယ်သူ့ဘေးမှာရှိတဲ့6ထိတ်လျက်လဲတနေ့ကျော်မှာ6ထိတ်လို့ပြန်စောင်းလိုက်တာပေါ့နော်စောင်းပြန်တဲ့ဒီ3ညထိတ်လျက်နှစ်ပွဲကြမှာပေါ့နော်နောက်ပေါင်း6လို့ခံတာပေါ့နော်နောက်ပေါင်း6 9ခါလို့ခံလိုက်တာပေါ့နော်နောက်ပေါင်း6 9ခါလို့ခံလိုက်တာလေ ဒီငားလေးကပြန်ပိတ်ပေါ့နော်ငားလို့ပိတ်ရမှာပေါ့နော်ငားလို့ပိတ်လိုက်တာနဲ့ဒီငားငားတက်လို့စောင်းသွားပေါ့နော်တက်ဖြစ်တယ်တက်ဖြစ်တော့တက်ထိတ်နဲ့ပြန်ပေါ့မှာပေါ့နော်နောက်နှလုံးပေါင်းခွန်ဖြစ်တယ်ခွန်ခါပေါ့နော်တက်ခွန်ခါပေါ့နော်အဲ့မှဒီတက်လေးကလည်းတက်ထိတ်လို့ပြန်ရရမှာပေါ့နော်အာချုပ်လေးနဲ့ပေါ့နော်အာတက်ခွန်ခါခွဲပေါ့နော်ရှင်းမလားမသိဘူးနော်အဲ့မှဒီထဲမှာပေါ့နော် အဲ့လိုရမ်းမယ်ဆိုလို့ရှိရင်လည်းငါးနှလုံးနဲ့ဆိုရင်လည်းတက်ငါးငါးပေါ့နော်တက်ငါးငါးတကွကတော့ရမ်းမှာပေါ့နော်တက်ငါးငါးတကွပေါ့နော်ကျွန်တော်ကလည်းအဲ့လိုရရင်ပေါ့နော်ဩကေဗျာဒီရှင်းမလားမသိဘူးနော်နော်ဖုန်းလေးရဒါ109ပေါ့เนาะကျွန်တော်ໃຊ້ລົງຕົກွက်ပါเนาะအဲမှာကျွန်တော်နောက် စိုက်လေးတစ်ခုနဲ့ပြန်ပေါင်းအောင်ပါနော်အဲ့ဒီပါဗျာမိုးကနန်းစိုက်လေးပါဗျာအဲ့မှာဒီပွဲမှာအငိုင်းဖြစ်နေလို့ပေါ့နော်အဲ့ကင်မရာနည်းနည်းဝါးနေနော်ဘယ်လိုဖြစ်နေလဲအဲ့စားလိုက်အောင်နော်တူရဗျာအဲ63ကနေစပါပေါ့နော်63ကစထားပါပေါ့နော် အဲ့လေးဘရိတ်လို့စရပါเนาะဒီကိုဘရိတ်အဲ sorry လေးဘရိတ်ပေါ့เนาะကိုရတော့စားတယ်သူကအဲ့ဒီကိုဘရိတ်ပေါ့เนาะသူ့ရဲ့တဝဲကြမှာကြတဲ့၃ညတစ်ရှစ်ပေါ့เนาะဒီ၃ညတစ်ရှစ်လေးကဒီဘက်နဲ့ကခဏတစ်ခွက်ပေါ့เนาะအဲ့၁၃ရှစ်လေးပေါ့เนาะ၁၃ရှစ်ပေါ့เนาะ၁၃ရှစ်ခဏလေးပေါ့เนาะအဲ့ဒီ၁၃ရှစ်လေးကဒီဘက်ခုနကဒီဘရိတ်လေးရဲ့ ဒွေးကြမှာကြပေါ့နော်ဖိလေးရဒွေးကြမှာကြတာပေါ့နော်ကြပြီးရင်ဒီ613ဆိုတဲ့ခဏလေးရှိရဒီ613ကလည်းဒီပေါ့နော်၄ခု၂ကကြလို့ပေါ့နော်ဒီ၄ခု၂မှာပေါ့နော်၄ခု၂မှာကြလို့ तू ကနောက်တစ်ခါဒါ94ဆိုရင် तू က2004ပေါ့နော်အဲ့10နှစ်ပြန်ချောင်းဒီဟာလေးကပြန်ကြပေါ့နော်အဲ့မှာ10နှစ်ချောင်းပေါ့နော်10နှစ် 3 4 5 6 7 8 10ပေါ့နော်ဆယ်နှစ်ကြာတော့အလေးခုနှစ်ကခဏလေးရ3ကိုတက်လေးရအဲ3ကိုတက်လို့4ခုနှစ်ကိုကြာပေါ့နော်ဒါ4ခုနှစ်ကိုပြန်ကြာပေါ့နော်အချက်နောက်တစ်ခါသူဒီ3ရက်တည်းရှိကြတယ်ကိုတက်3က4ခုနှစ်ကခဏဖြစ်လို့ဒီဆယ်နှစ်ချပြီးတော့ဒီ4ခုနှစ်ကိုပြန်သွားပေါ့နော်ပြန်သွားပေါ့နော်နောက်တစ်ခါသူ့ဘေးမှာရှိတဲ့ ီ98ဆိုတဲ့ငန်းလေးอ่ะပေါ့เนาะအဲ့ဒီအပေါ်မှာလည်းနှစ်ပြိတ်ခံထားပါเนาะဒီငန်းလေးတော့ဒီ9ခုနှစ်ကငန်းလေးကလည်းသူကအဲ့9ခုနှစ်ကိုပြန်သွားပါเนาะ6ခုနှစ်ကိုသူ့ဟိုပြီးတော့9ခုနှစ်ကိုငန်းကဆက်ပို့อ่ะပေါ့เนาะအဲ့မှာအုံရသုံးခုကြဒီ9ခုနှစ်မှာเนาะ9ခုနှစ်မှာပို့อ่ะပေါ့เนาะ9ခုနှစ်ကိုပို့ရမှာပေါ့အဲ့9ခုနှစ်ကိုပို့တော့เนาะပို့ရချင်တော့လေ तू อ่ะ ငါးလုံးပါတဲ့ငါးပါတဲ့ကိုပရိတ်နဲ့ကြပြီးမှဒီကနန်းလေးကကြပေါ့နော်အာ sorry ကမဲသွားပြီနော်အဲ့ဒီငါးပါတဲ့ကိုပရိတ်ကြပြီးတော့ဒီကနန်းလေးကကြပေါ့နော်ငါးလေးရှစ်လို့ဒါဗြဟ္မကပ်ပေါ့နော်ကျွန်တော်ဒုတိယကပ်လေးသွားအောင်ပါနော်အဲ့ဒုတိယကပ်လေးသွားမယ်နော်အဲ့ဟာအဲ့မှာကျွန်တော်တို့ကဒီလေးပရိတ်နဲ့တဲ့တယ်ပေါ့နော်ဆက်တပင်ပေါ့နော်1 2 3 4 5689790ပဲမှာเนาะ तू อ่ะအဲ့လို၄ပြိတ်လို့ပဲကြာပဲเนาะ၄ပြိတ်ကြာတယ်သူ့ရဲ့တပွဲကြာမှာရှိတဲ့ဒီ16လေးကဏ္ဍလေးอ่ะပေါ့เนาะ16လေးကဏ္ဍလေးอ่ะလေဒီဘက်နှက်ကကဏ္ဍဖြစ်တယ်16လေးလို့ဖြစ်တာပေါ့เนาะဒီ16လေးကဏ္ဍလေးอ่ะဒီ၄ပြိတ်ကြာပြီတပွဲကြောင်မှာကြာเนาะတပွဲကြောင်ကြာနေဒီသူ့ရဲ့ဘေးမှာရှိတဲ့3 9 1ဆိုကဏ္ဍလေးอ่ะလေ ဒီမှာ၄ခုနှစ်ကိုဖြစ်လို့ပေါ့နော်၄ခုနှစ်ကိုဖြစ်လို့ဒီ၄ခုနှစ်ကိုအဲ့လို7နှစ်ပြန်ချတော့ပေါ့နော်အဲ့မှာ၄ခုနှစ်ကိုအဲ့3ခုတက်လေးကပြန်ကြပေါ့နော်3ခုတက်လေးပြန်ကြပေါ့နော်ကြားတယ်ကြားပြီးတော့သူ့ရဲ့ပထမကတ်လို့ပေါ့နော်ဒီ16လေးကအောက်ကတက်ပေါက်ပြီးတော့နော်ဒီ3ခုတက်လေးက၄ခုနှစ်ကခဏန်းဖြစ်လို့ပေါ့နော်၄ခုနှောင်းနဲ့၄ခုနှစ်ကိုကြားတယ် ဟုတ်အဲ့မှာသူနဲ့တဲ့တယ်ပေါ့နော်ခွန်53ဆိုတာလေးရှိရပေါ့နော်၃ခွက်ပါနော်အဲ့မှာ၃ခွက်ရှိတယ်ခွန်53လေးရောက်တော့လေအပေါ်မှာနှစ်ပြိတ်ကလည်းခံထားရခွန်53က၅ခုဖြစ်လို့ပေါ့နော်အဲ့၅ခုနှစ်ကိုပြန်ကြမှာပေါ့နော်ဒီ၅ခုနှစ်ကနောက်နဲ့၅ခု2005 2015ကိုကြမှာပေါ့နော်ကျွန်တော်အချင်းရေးရင်းနေတော့နော်၅ခုနှစ်ကိုပြလိုက်ပေါ့နော်အဲ့မှာသူ၅လုံးပိုင်းနဲ့ကိုပြိတ်ကြပြန်တယ်အဲ့အဲ့53ခွန်လေးအဲ့ခွန်53လေးရလေ ကြပါเนาะဒါဒုတိယကပ်ပါเนาะအဲကျွန်တော်တတိယကလေးသွားအောင်เนาะတတိယကလေးသွားအောင်เนาะဒီတတိယကလေးရောတို့လေဒီကနေပြီးတော့ဆက်ရပင်သွားမယ်เนาะ1 2 3 4 5 6 9 10 11ပေါ့เนาะအဲ11မှာလည်းဒီ၄ပြိပဲကြပါเนาะ ပထမ6ခုခုနော်ဒုတိယ3ညနှစ်နဲ့နော်၄ပရိတ်တွေကြာနော်သူက၄ပရိတ်ကြာတယ်သူရဲ့တပွဲကြာမှာလေဒီ၄3 3လို့ကြာပေါ့နော်၄3 3ဒီဒီဘက်နှက်ကခဏပေါ့နော်အကျဉ်းရေကတော့ဒီကောင်တော့ဟိုလိုမကတ်ဘူးနော်ဒါဒီဘက်နှက်ကခဏတစ်ခုကိုထောက်ပြပေါ့နော်ဒီကတော့ကျိန်မကတ်ဘူးဒီ3 4 3ဆိုကဏလေးကအဲခုနကတော့အဲ့လိုပေါ့ဗျာ၄ပရိတ်လို့ကြာပြီးတပွဲကြာမှာပေါ့နော်ကြာတာနော် ကြပြီးတော့သူ့ရဲ့ဘေးမှာရှိတဲ့၄၃၄ပေါ့နော်၄၃၄ရဲ့လေဒီ၄ခုနှစ်ကနှမ်းဖြစ်လို့ပေါ့နော်2014ဖြစ်လို့2024မှာကြမှာပေါ့နော်2024မှာအဲကြပေါ့နော်၃လေးလေးလို့ကြရအောင်နော်အဲ့မှာဒီ၃လေးလေးကြပြီနောက်တစ်ခါအဲတစ်ချက်ပြန်သွားအောင်ပါနော်ဒီအဲ့မှာ तू อ่ะ ဒီ3လေးလေးက4ဦးနှစ်ကဖြစ်လို့เนาะနောက်နေ2024ကိုကြာပါเนาะအဲ့မှာကြာပြီဆိုရင်ဒီ151လေးကလည်း2015ဖြစ်လို့เนาะ2025ကိုကြာမှာเนาะအပေါ်မှာလည်း2 break လေးခံထားတယ်အဲ့သူကြာမဲ့ခြင်းအောင်လို့ရှင်လေသူ9မှာတော့6 break ပေါ့เนาะအဲ့မှာဒီကျွန်တော်တို့9 6 8လုံးကတော့တခါပေါ့เนาะထိုးရယ်ပေါ့เนาะခု2 5နှစ်လို့ပြန်ကြာထားပေါ့เนาะ နှစ်ငါးနှစ်လို့ကြာထားခြင်းငါးပါသောကိုဗစ်ကြရတဲ့အတွက်ဒီငါးတစ်တစ်ကတော့အာထူရမှာပေါ့နော်နည်းနည်းပါနည်းနည်းရရန်ကနန်းပါနော်ဒါရှင်းမလားမသိဘူးနော်ကျွန်တော်ကလူဒါလေးတစ်ချက်အမြန်သွားလိုက်ပါမယ်နော်ဒီ၄ဗရိတ်ကြာတယ်၄ဗရိတ်ကြာတယ်ဒီ၃၈၈လို့ကြာတယ်၃၈၈လည်းလေဒီဘက်နှစ်ခါကနန်းဖြစ်တယ်ကြာပြီးတော့ ဒါလေးကြပြန်နေသူ့ရဲ့ဒီကိုတစ်တုံလေးကလည်းသူက၄ခုနဲ့ကဖြစ်လို့နောက်နေနဲ့ပေါ့နောက်နောက်နဲ့၄ခုနဲ့ကို၃ခုတက်လို့ပို့လိုက်တယ်နော်အဲ့မှာဒီသူ့ရဲ့ပေါ်မှာ၅၈တက်၃ဝက်ခဏ၃ဝက်ဆိုင်ထားနော်ဆိုင်ထားခဏလေအပေါ်ကဒီ၅၈တက်လေးကလည်းဒီအပေါ်မှာလည်းဒီကောင်နှစ်ပြိတ်လေးခံထားပေါ့ဒီ၅၈တက်လေးကလည်း၅ခုနဲ့ကခဏဖြစ်လို့နောက်တစ်ခါ၅ခုနဲ့ပေါ့နော်95ဆိုလည်း2005ကိုသွားရပေါ့နော်အဲ့မှာသူကြားချင်တော့လေ ငါးလုံးငါးပါတဲ့ကိုယ်ကလေးကြာတဲ့ချိန်မှာကြာပါเนาะဒါပထမကတ်ပေါ့เนาะဒုတိယကတ်လေးကိုသွားအောင်ပါเนาะဒီကွာဝေးတွေကတော့ဒီလေးပရိတ်ကြာတယ်ဆက်ရပင်ကွာပေါ့နော်လေးပရိတ်သူ့ရဲ့ဘွဲကြာမှာ16လေးကိုကြာပါเนาะ16လေးလေးဒီကလေဒီဘက်နှက်ကခဏန်းလေးဖြစ်တယ်ပေါ့เนาะဒီ16လေးလေးကပြန်ကြာတယ်ကြာပြီးတော့ဒီ3ခု1ပေါ့เนาะဒီ3ခု1ကလည်းသူက4ခုနှက်ကခဏန်းဖြစ်လို့ပေါ့เนาะ4ခုနှက်ကခဏန်းဖြစ်လို့နောက်နှက်4ခုနှက်ကို3ခု1လို့ပြန်ကြာပေါ့เนาะ အဲမှာသူ၃ခု၁လို့ကြပြီဒီခွန်၅၃ဆိုတဲ့ခဏလေးကလည်းဒီ၅ခု၂ကခဏဖြစ်လို့ပေါ့နော်အဲ၂၀၁၅ပြန်ပို့အောင်မနော်ဒီပေါ်မှာနှစ်ပြိတ်လေးတစ်ချက်ခံထားရပေါ့နော်အဲမှာ၂၀၁၅ပေါ့နော်အဲမှာကို၅ပါတော့ကိုပြိတ်ကြတယ်ကြပြီးမှဒီ၅၃ခွန်လေးကလည်းကြပေါ့နော်ဒါဒုတိယကပေါ့နော်နောက်တတိယကလေးသွားအောင်ပေါ့နော်ဒီဒီ၃ည2နှစ်ပေါ့နော်၄ပြိတ်ဖြစ်လို့သူ့ရဲ့စက်တပင်ကိုသွားတဲ့ချင်တော့လေ နှစ်ငါးခွန်၄ပြိကြတယ်သူရတဲ့ဘွဲကြမှာ၄၃၃ကိုကြပေါ့နော်ဒီ၃၃၄ဒီလေသူကဒီဘက်နှစ်ကကနန်းဖြစ်လို့ပေါ့နော်ဒီကနန်းဖြစ်လို့၄၃၃ကြပြန်တယ်သူရ၄၃ည၄ကလည်း၄ခုနှစ်ကကနန်းဖြစ်လို့အဲပေါ့နော်၂၀၂၄ကို၄၃ည၄လို့ဒီလိုပဲကြလိုက်တာပေါ့နော် ခုဒီ၂၀၂၅ပေါ့နော်ဒီတင်၅တက်လေးကနှစ်ပြိလို့ခံထားတယ်ဒီနှစ်ပြိအောက်ကကနန်းလေးက ဒီတင်္ဂတိလည်း2025ကိုကြာမှာပေါ့နော်သူကြာချွန်တော့လေငါးပါတော့ကိုဗစ်ကြာတဲ့ချိန်ကြာပေါ့နော်အာရှင်းလာမသိဘူးနော်ဟုတ်ကဲ့ဗျအဲ့လိုကျွန်တော်ဒီပွဲတော့ကနန်းနေရာများသွားရဲ့ဗျတောင်းမှန်လေအဲ့ကျွန်တော်ကလည်းဒီပွဲမှာနော်အကြိုက်ဆုံးလေးတွေတော့ဝိုက်ထားပါတယ်နော်အမကျွန်တော်ကဒီ23ချိန်မှာပေါ့နော်ဒီ105အကြိုက်ဆုံးပေါ့နော်105ရဲ့3939ရဲ့ ဒီ305နှစ်အဲ331ပေါ့နော်331ထဲပေါ့နော်သူကအားလေးနည်းနည်းရန်ရန်ပေါ့နော်ဒီ305နှစ်ကတော့ကျွန်တော်ပေါ့နော်305နှစ်ကတော့အဲနောက်ရက်တင်မယ်စိုက်ပါနော်ကျွန်တော်ဒီဒီကွက်လေးကွက်တော့အကြိုက်ဆုံးပေါ့နော်အဲ့ထက်မှအကြိုက်ဆုံးတစ်ကွက်ဆိုရင်လည်းအဲတက်ခွန်ငါအကြိုက်တယ်ပေါ့အကြိုက်ဆုံးပေါ့နော်အဲ့မှာဒီအားလေးတွေကတော့မိတ်ဆွေတို့အဆင်ပြေလို့ပေါ့နော်ကျွန်တော်ကအဲ့လိုခဏလေး ိုက်တွေအများကြီးတိတ်လည်းမရှာရင်တခါတည်းရတော့လေအဲ့လိုကိုကရှာမှဖြစ်မှာဆိုတော့လေရှားပေါ့နော်အဲ့ဒီကနန်းလေးတွေလည်းအများပါလို့တောင်းပန်ပါတယ်နော်အာဒါလေးကနောက်ရက်တင်ပေးမယ်စိုက်ပါနော်အဲ့ဒီဟာလေးပေါ့နော်ဒီလေးထွိုင်နဲ့တစ်ထွိုင်လေးကတော့နည်း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 ကြီးပေါ့ဗျာလှဖေးဖို့တော့ထိုးထိုးနိုင်တယ်ထိုးပေါ့နော်နန်းနေများစွာအားနာပါတယ်နော်အဲ့မှာအဲ့လိုကျွန်တော်အဲ့မှာနော်နော်အဲ့ဒီမန်ပါလေးခေါ်ထားပါဗျာနော် ကျွန်တော်ဒီကနန်းလေးအဲ့ပေါ့ဗျာဒီထားပါတော့เนาะကျွန်တော်ဒီလေးကွက်ပေါ့နော်ဒဲပေါ့နော်ဒီအောင်ရဲဒီအောင်ရဲဒါရဲပေါ့နော်ဒီလေးကွက်ပေါ့ရင်ကျွန်တော်မမဝင်ထားလေးတွေအကုန်ပြန်ပေးမှာပါเนาะအဲ့ဝင်ထားမိတ်ဆွေလည်းအများကြီးอ่ะเนาะအဲ့တော့အဲ့လိုမဝင်နိုင်တဲ့မိတ်ဆွေလေးတွေလည်းကျွန်တော်က site လေးတွေကိုကျိုးစားပြီးတော့အများတန်းတင်ပေးမှာပါเนาะအဲ့လိုကျွန်တော်ကတော့ကျိုးစားအားထုတ်မှုတော့ရှိပါတယ်เนาะအဲ့လို အဲ့လိုကျွန်တော်အဲ့မားလေးတောင်းမှမှာနော်ကျွန်တော် member ဝင်တဲ့ဖွဲ့ဝင်တွေရှိနေတယ်ကျွန်တော်ကအဲ့ကျွန်တော်ဖုန်းနံပါတ်၄ပေါ့နော်ဒါဘာဘာဖုန်းနံပါတ်ပေါ့နော်ဆက်သွယ်လို့ရပါတယ်နော်အဲ့လိုစိတ်ချမ်းသာကိုချမ်းသာနဲ့ဖြစ်နိုင်အောင်ကြိုးစားပြုရမယ်နော်အဲအားလုံးကျမ်းမာကြပါကြအမှားပါရင်ခွင့်လွှတ်ပါနော်လူရဆန္ဒတွေပြေဝပါစေနော်